ချန်စတာဟာသူရရှိလာတဲ့အရိနမလန်အစွမ်းနဲ့အတော်အတန်ကျဲတဲ့မြေချောင်းတွေကိုအရိနမလန်အသုံးပြုပြီးထောက်ခုံကြော်လာသွားတယ်လို့တမ်မယာဒီကိုလှန်နဲ့ထိုးစားလိုက်တဲ့အခါမချင်မဲ့ခြုံမြနေပါတယ်။လှန်ကိုမြေပေါ်ထိုးဆိုင်တဲ့အခါမရတဲ့အတွက်စိတ်တူပြီးဘေးကခြုံပုတ်သေးကိုပြစ်လိုက်တဲ့အခါမှာတော့သူ့ကိုဖမ်းဖို့စောင့်နေသူတွေကို ထိမှန်ခဲ့ပါတယ်။ကျန်စစ်သားမင်းထိနိုင်ရရှိခဲ့တာအရိနမလန်ရဲ့အစွမ်းတွေလေ။ အဓိကကြပါတယ်။ကျန်စတားမင်းနောက်ပိုင်းမှာတော့အရိနမလန်ရဲ့တရင်ဟာတိမ်မြုပ်သွားခဲ့ပြန်ပါတယ်။ဒါပေမဲ့အလောင်းစီသူမင်းကဆက်လက်ဆွဲကင်ခဲ့တယ်လို့ဆိုသူတွေရှိတယ်လို့ကျန်စတားမင်းကရွှေစာရံဘုရားမှာဌာပနာအဖြစ်ထည့်သွင်းခဲ့တယ်လို့ဆိုသူတွေလည်းရှိပါတယ်။အလောင်းစီသူမင်းနောက်ပိုင်းမှာတော့အရိနမလန်ရဲ့တရင်ဟာတိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီးကုန်းမောင်ခင်မှာတော့တဖန်ပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်။အလောင်းမင်းတရားရဲ့အမိန်တော်တွေမှာ အရိနမဆက်ကြရွှေလန်ရဆိုတဲ့အတုံးအုံတွေကိုတွေ့မြင်ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့အလောင်းမင်းတရားကအရိနမလန်ကိုဘလို့အသုံးပြုခဲ့တယ်လဲဆိုတာတော့ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။အရိနမလန်ဟာဒီဘောမင်းလက်ထက်မှာတစ်ဆက်ခန်းပြန်ထလာပြန်ပါတယ်။မဟာရာဇဝင်ကြီးမှာကုလိုတော့ဘွားကန်တော်တူးခေါ်တဲ့အခါအရိနမလန်ပြန်ဆက်ကြတွေ့ရှိခဲ့တဲ့အတွက်ဒီဘောမင်းစီကိုအခမ်းအနားနဲ့ဆက်တာတယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့ဒါတွေဟာလိန်ညာမှုတက်တက်တာဖြစ်တယ်လို့ဆိုပါတယ်။အကြောင်းရင်းကခိုးသူတော်ဥဖော့ဆိုသူဟာဟန်လင်းကြီးကျွေးရမှာအရိန်နမလန်ရှိတယ်လို့ပြောဆိုရမှာဘရင်နာတော်စီရောက်သွားပြီးရှာဖွေခိုင်းခဲ့ပါတယ်။ဘရင်အမေအရာရှာဖွေတဲ့အခါမှာတော့ရှာဖွေလို့မတွေ့ရှိတဲ့အတွက်ဥဖော့ဟာလန်အကျိုးပဲတစ်ခုကိုဘယ်သူမှမသိအောင်တိတ်ဆိတ်မြုံနိုင်ခဲ့ပါတယ်။ဒါကိုတီးတဲ့သူတွေကလည်းမင်းပြင်းမင်းနံတက်မှာစိုးရိမ်နေတဲ့အတွက် ဖုံးကွယ်ထားခဲ့ပါတယ်။ဒါကြောင့်မို့တီဝေါ်မင်းလက်ထက်မှာတွေ့တယ်ဆိုတဲ့ရိန်နမာလန်ဟာဥဖော့ရဲ့လောက်ကျန်ဖန်တီးထားတဲ့လန်အပိုင်းစားတစ်ခုလို့မှတ်ယူကြပါတယ်။မြမရာဇဝင်မှာရိန်နမာလန်ဆိုတာအလွန်နာမည်ကြီးခဲ့ပေမဲ့သူရဲ့ပုံမှန်တရံအလျားအလေးချိန်တွေကိုခေအဆက်ဆက်ဖော်ပြရေးသားထားတာမျိုးမတွေ့ရတဲ့အတွက်ဒါဟာအလွန်ကျူးအမွန်းတင်ဖွဲ့နှွဲထားခြင်းသာဖြစ်တယ်လို့ယူဆကြသူတွေလည်းရှိပါတယ် အရိနမလန်ရှိတယ်ဆိုတာယုံကြည်ကြတဲ့သူတွေကတော့တရေခိတရာစစ်ကစပြီးအရိနမလန်ရှိတယ်ဆိုတာယုံကြည်ကြတဲ့သူတွေကတော့တရေခိတရာခိကစပြီး နောက်ဆုံးမြန်မာမင်းဆက်အထိထိုက်တဲ့သူတာရနိုင်တဲ့အလှန်တစ်ချောင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့အရိနမလန်ဟာမင်းဆက်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ရိုးရိုးနန်းစင်တော့လှန်တစ်ချောင်းသာဖြစ်မယ်လို့ဆိုကြပြီးအဲဒီလန်ဟာဒီနေ့ခေတ်တိုင်အောင် လူတွေကြားထဲမှာရေပန်းစားနေစေဖြစ်ပါတော့တယ်